အားလုံးမင်္ဂလာပါမယ်နေယူချန်နယ်ကနေအားလုံးကြိုဆိုပါတယ်မက်ရှက်စာအနေနဲ့အစ်နေနဲ့လာမယ့်16ရက်စူပါဆန်နဲ့ဒင်းငင်းနေနေညစေနိုင်မှာဆိုရင်ပရီးမီးယားလိပွေးစဉ်ချစ်ဖြစ်အဝေးကွင်းလီဗာပူးရဲ့အင်ဖီဂရင်းမှာမက်ရှက်စာအနေနဲ့အစ်ကတော့ရောက်ရင်ဆရာဝတ်ရှိနေတော့ဗျာပရီးမီးယားလိအနေထားတစ်ခုကိုဆိုတော့အဲ့ဒီပွေးစဉ်မှာ ဘလို့အခြေအနေရှိမလေးပေါ့ဗျာနှစ်ဖက်သင်းအခြေအနေမန်ချက်စတာအောင်တဲ့အသင်းနဲ့စန်တန်လေးကိုနိုင်ပွင့်အပြီးနိုင်ငံတကာ international break အပြီးမှာနောက်ထပ် premier league ပွဲစဉ်တွေကပြန်စားလာပြီးဖြစ်တဲ့အတွက်အာဖီးယားများနေတဲ့ emmanuel အတွက်နိုင်ပွင့်နောက်ထပ်တစ်ကြိမ်ပြန်ပြီးတော့ဖော်ဆောင်နိုင်မလား liverpool ဘက်ကိုကြားလို့ချင်းလေး၃ပွဲဆက်ချုံးနေတဲ့အနေအထားတစ်ခုကိုသူတို့ရဲ့ fv ကွေးမှာ united ကိုအနိုင်နဲ့ပိုင်မလားဆိုတာနဖဲအတင်းကြမှာဘလို့အချင်းဒီရှိမလဲပွေတက်လူစည်းအချင်းဒီမှာကုနေနေအတင်းကဘသူတွေကိုအပြောင်းလဲနေနေနိစနေပိုင်းပြွာတွေထုတ်သွင်းလာမလဲဆိုတာ ကျွန်တော်တို့ပွေးကြုံသူတွေချက်ဆွေးနွေးတော့ပါမယ်အားလုံးမင်္ဂလာပါဆရာသမားတွေအားလုံးမင်္ဂလာပါပထမဆုံးမှာပဲကျွန်တော်လီဗာပူးကိုကြည်အားလို့ချင်းလီဗာပူးအနေနဲ့ international နိုင်ငံတကာပွေးစီမတိုက်ခင်မှာဆိုရင်အဲသုံးပွေးဆက်ရှုံးနေမှုကျွန်တော်ရည်စားထားရတယ်ခရစ်တီပေးလေးကိုပရီးမီးယားလိဂ်2-1နဲ့အဝေးကွင်းမှာရှုံးတယ်အဲချန်ပီယံလိဂ်မှာဆိုရင်ဂလာတာစီကိုအဝေးကွင်းထက်ရှုံးတယ်ဝင်းစီနယ်ပေါ့ဗျာပြီးလို့ချင်းပရီးမီးယားလိဂ်ပွေးစဉ်9ချဲစီကိုကျွန်တော်ထဲမှန်ပြီးတော့2-1နဲ့ရှုံးခဲ့တယ်အဲသူတို့တွေ့ဖို့ပဲရာလက်တွေရောအဝေးကွင်းပွေးစဉ်တချင်နေဆိုးနေမှုတွေလို့ကျွန်တော်ပြောလို့ရတယ် နောက်ပြီးတော့ဒီပါဖို့အနေနဲ့ပေါ့ဗျာဂုတမအပါဝင်အဓိကကစားသမားတွေကိုလည်းထက်မှန်ပြီးတော့လွှဲချော်ဖို့ရှိနေတဲ့အတွက်သူတို့ရဲ့အာနေမှုလိုအပ်ချက်တွေချုံဝေးဆက်နေမှုတွေကို United နဲ့ပွေးစီမှာပေါ့ဗျာသူတို့ရဲ့အိမ်ဖိကွင်းမှာဘယ်လိုတွေပြင်ဆင်လာမလဲဆိုတာတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဘာဖြစ်လို့ဆိုတော့အာတခြားနေပြတရားဆိုရင်ပေါ့ဗျာတပွေးရှုံတိုင်းအဲ့ဒီပွေးစီမှာဆိုမာရီပြင်ဆင်ရမလဲစနေပိုင်း viewer တွေထက်မှန်ပြီးတော့ဘယ်လိုတွေအားပြရမလဲဆိုတာသူတို့ကပြင်ဆင်မှုပိုက်တော်တော်ကောင်းတယ်ကိုယ်နေတဲ့အသင်ကတော့အဲ့လိုမဟုတ်ဘူး အဒီလိုအချင်းတွေကခုမှပေါ့ဗျာကျွန်တော်စောစောပြောသလိုပါပဲလီဗာပူးအတွက်ကလည်းသုံးပွဲစဲရှုံးတယ်ဒီနေ့ပွဲစဉ်ကိုထက်ရှုံးမယ်ဆိုရင်သူတို့အတွက်ကလည်းအကျတဲ့တခုကိုကျွန်တော်ရင်ဆိုင်ရမှုရှိနေတယ်တစ်ဖက်မှာလည်းမန်ချက်စတာအောင်တဲ့အသင်းနဲ့ PK တဲ့ကိုရီအိုထရက်ပေါ်မှာဆန်တယ်နဲ့ပွဲစဉ်မှာအနိုင်ရခဲ့တဲ့ဒူးစီအဲ့လိုမျိုးအနေထားတခုကိုထည့်ပြီးတော့လီဗာပူးရဲ့အင်ကွင်းမှာထည့်နိုင်မလားကြလေကောင်းတဲ့အမေရိကန်စုပိုက်ဆိုင်မလားဘာဖြစ်လို့ဆိုတော့အမ်မိုရီအတွက်ကောပေါ့ဗျာရတဲ့အများကြီးရှိနေသလိုကစားသမားတွေအဖို့ကလည်းလီဗာပူးရဲ့အင်ကွင်းမှာဆိုတော့ တကယ်ကိုခက်ခဲမှုနဲ့တွေ့နေရတဲ့အတွက်ပြင်ဆင်မှုအပိုင်းတွေမှာဒီနှသင်းကြားကနေပြတဲ့အနေနဲ့ဘလို့ဒီအာသက်ချက်အာနိချက်တွေကိုအာချင်းနေကောင်းမလို့ဆိုတော့ကျွန်တော်တို့စိတ်ဝင်စားစရာတော့ကောင်းတော့ဗောဗျာဆိုတော့သူတို့အစ်နေနေဗောဗျာပရီးမီးယားလိပွေးစဉ်ခနေပွေးကစားထားတယ်ငါးပွေးနိုင်တယ်တေပွေးမရှိဘူးနှစ်ပွေးတိသူတို့ရှုံးနေထားပြီးတော့ရမဲ့15မဲနဲ့အစင်းနေမှာသူတို့ရောက်ရှိနေတယ်ဗောဗျာအဲချက်စီကိုအဝေးကွေးမှာရှုံးနေခဲ့တဲ့ပြီးမှာ သူတို့အစ်နေနဲ့အစ်နေကိုကျွန်တော်ဆင်းပေးရတာပေါ့ဆိုတော့အိမ်ကွင်းအဝေးကွင်း9ပွဲမှာပေါ့ဗျာအိမ်ကွင်းက3ပွဲကစားရပါတယ်3ပွဲနိုင်တာပြီးတော့သူတို့အစ်နေနဲ့တရီပွဲမရှိဘူးရှုံးပွဲမရှိဘူးတိုက်စစ်က9ဂိုးရပြီးတော့ခန်စစ်က3ဂိုးတိပေးပေးထားရတယ်အိမ်ကွင်းရမယ့်က6မဲတိသူတို့ပိုင်ဆိုင်ထားတာပေါ့ဗျာဒါကတကယ့်ကိုကောင်းတဲ့အိမ်ကွင်းစမ်းဆောင်ရေးလို့ပြောလို့ရတယ် ဆိုတော့ဝေးကွင်းအကြည့်ရလို့ချင်းအဝေးကွင်းမှာဆိုရင်လည်းလေးပွဲကစားရတဲ့သူတို့တင်းနေနှစ်ပွဲနိုင်တဲ့တည်ပြီးမရှိဘူးနှစ်ပွဲရှုံတာပြီးတော့တိုက်စစ်က6-9ရရတဲ့ခင်စစ်က6-9ကိုပြေးထားရပြီးတော့အဝေးကွင်းမှာ6ပဲပေါ့ဗျာ6-6-6ဆိုတော့ဒီနေသားကိုကြော်လို့ချင်းအင်ကွင်းမှာတော်တော်ကိုစွမ်းဆောင်ရေးကောင်းတဲ့အနေထားတွေလို့ကျွန်တော်ပြောလို့ရတယ်။ဘာဖြစ်လို့ဆိုတော့အဝေးကွင်းမှာသူတို့အင်းနေနှစ်ပွဲရှုံးတာတဲ့ပရီးမီးယားလိဂ်9ပွဲမှာ9ပွဲထိနိုင်ထားတဲ့ပမာဏက တတို့ကိုကောင်းမွေတဲ့ပမာဏတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်မက်ချက်စာအောင်နေတဲ့အသင်းလွင်ပေါ့ဗျာသုံးဘွေကိုနိုင်ဖို့အရေးမလွယ်ဘူးတဲ့အချိန်တွေတခုနဲ့အဲ့လိုမျိုးသုံးဘွေတော့နိုင်တဲ့အတိုင်းပဲကမောက်ကချန်နဲ့နိုင်ခဲ့တဲ့ပုံစံတွေဒါကျွန်တော်တွေ့နေရတယ်ဆိုတော့ ဒီနေ့သင်ရဲ့အခြေအနေကပေါ့ဗျာထူးထူးတိတ်ပြောစရာမလိုဘူးလက်ရှိလီဗာပူးရဲ့တောင်းနေတဲ့ပလန်တွေအခြေအနေတွေကကိုယ်ယူနေတဲ့အသင်းတဲ့အများကြီးတာလည်နေတဲ့ကစားသမားဘက်ကိုကြင်မလားအရင်နေဘက်ကိုကြင်မလားဟိုဒီအသင်းဘက်ကပေါ့ဗျာကေပေါင်းအများကြီးနဲ့လုံးဝကစားဖို့ပုံစံရှိနေတာပေါ့ဆိုတော့သူတို့အသင်းတွေပေါ့ဗျာခုနှစ်ပွဲမှဆိုစူပေါ်တိုက်စစ်ဘက်က15ကိုရထားပါတယ်ခန်စစ်ကသူတို့6ကိုအထိပေးထားတယ်တကယ်ကိုကောင်းတဲ့ခန်စစ်ရဲ့ပြီးလို့ရှိရင်တိုက်စစ်ဘက်မှဆိုရင်လည်း ိုးရဖို့အတွက်ကလည်းလုံးဝလွယ်ကူတဲ့ပလေယာတွေရှိတဲ့အတွက်လီဗာပူးအတွက်ကတော့ဗျာဂိုမီယာတွေပွဲတွေကခက်ရှားရှားဆိုတော့နောက်ဆုံး၅ဝိမှာဆိုရင်လည်းပဲကျွန်တော်ခုနပြောသလိုပါပဲသူတို့နှစ်ပွဲနိုင်တယ်၃ပွဲတည်းသူတို့ရှုံးတာတယ်ဗောဗျာ ဒါကချက်စီကိုရှုံးတယ်ပြီးလို့ချင်းသူတို့အစ်တင်နဲ့ခရစ်စတီပေးလို့ကိုလည်းရှုံးတယ်ပရီးမီးယားလိမှာဒါပဲရှိတာကျန်တဲ့အပိုင်းတွေမှာဆိုရင်လီဗာပူးကပေါ်ဖော်မန့်အရာကြီးရလို့ချင်းနဲ့မန်ချက်စတာနဲ့တဲ့အစ်တင်တဲ့အသာသီးရနေတဲ့အစ်တင်တင်ဖြစ်တယ်ဆိုတာကျွန်တော်ညင်းလို့မရဘူးဆိုတော့စာတော်တော်ဒါကလီဗာပူးအနေနဲ့ပေါ့ဗျာပြီးခဲ့တဲ့ပွဲစဉ်တွေရှာကိုပေးကိုအင်ဝင်အဝေးကွင်းဆန်းဆောင်ရေးအခြေအနေတကူပေါ့ဗျာအဲ့ ဆိုတော့ကိုမန်ချက်စတာကိုနည်းနည်းအသင်းကိုကြည့်ရလို့ကြည့်ပေါ့ဗျာယူနိုက်တက်အသင်းအနေနဲ့လည်းပရီးမီးယားလိမှာခုနှစ်ပွဲကစားရတဲ့ဒါဗစ်ရှိတာ FA ဘလောက်ပွဲစဉ်တွေရဆိုရင်လည်းပဲတတော်ကိုဝေးသေးတဲ့အတွက်ဒီရသည်ချန်ပီယံလိမရှိသလိုယူပါလည်းမရှိဘူးကာရာဘောင်းကလည်းစောစောစီထွက်ခဲ့ရတယ်။ဒါကြောင့်ပရီးမီးယားလိကိုသာကျွန်တော်အမေရိကန်အာယုဆိုင်မဲ့အမ်မိုရဲအနေနဲ့ကလည်းကောင်းမွေတဲ့အခြေအနေတစ်ခုကိုဒီနစ်စနေပိုင်းပြူရတဲ့ကစားသမားတွေကိုလည်းအလှည့်ပြောင်းနေတဲ့အမေရိကန်သို့တောင်းနာမယ်ဆိုရင်တော့ဒီရသည်မန်ချက်စတာကိုနည်းနည်းအသင်းရဲ့ ရာလက်ကောက်တစ်ခုကိုပိုင်ဆိုင်မဲ့ရာသီလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့လို့နေပြတယ်ကစားသမားတွေအဲ့လိုမျိုးအကောင်တွေကအဖက်ဖက်ကမှားနေတဲ့နေရာတွေရှိတဲ့အတွက်ကျွန်တော်တို့ကောင်းဝင်တဲ့အချိန်တွေတခုဖန်တီးပေးဖို့ဆိုတာကတော့သူတို့လက်ထက်မှာပဲရှိတယ်ဆိုတော့ကိုရီအသင်းနဲ့တော့ဗျာအဲ့ဒီခုနှစ်ဘွေးမှဆိုရင်သုံးဘွေးနိုင်တယ်တဘွေးတည်ကြတယ်သုံးဘွေးအထိကျွန်တော်ရှုံးတာပြီးတော့ရာမဲစင်မဲနဲ့အဆင့်တစ်ဆင့်မှာရက်တင်နေတယ်ဒါကကျွန်တော်ဒီစီစီလီပေါ့ဗျာ20 ဘလို့လုံးမလဲကိုရီတွင်းဖို့ကပါဗျာဒီလိုမျိုးပွေးစဉ်တွေဒီလိုမျိုးရှားလက်တွေကလုံးဝမဖြစ်သင့်တဲ့အခြေအနေတခုလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့ကိုကစားသမားတွေရဲ့ဆွဲဆောင်ရေးပိုင်းနဲ့နေပြအမ်မော်ရင်ရဲ့နေစနေပိုင်းလူထုပ်ပုံနဲ့နောက်တစ်ချက်သူရဲ့ကစားကွက်ကချင်းရင်းစေးအတိုင်းပဲတုံးတာဒါပေမဲ့လို့သူစန်တလဲနဲ့ပွေးစီမှာတော့အလှေပြောင်းတစ်ခုအနေနဲ့ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ကစားသမားတွေမှာဆိုရင်လည်း9နေရာလောက်ထိကျွန်တော်တို့အလှေပြောင်းပြုလုပ်ခဲ့တယ်ဒါကိုဒီနေ့ပွေးစီမှာအကောင်းဆုံးမြင်မလား သူပြင်ကျွန်တော်ဂုတမနေရာမှာဆိုရင် brainer ကိုဆက်သုံးမလားလီဘာပူးနဲ့ပွေးစဉ်ဖြစ်တဲ့အတွက်အဲဆန်နီလဲမန်ကိုခေါက်ထားမလားဆိုတာအဲ့ဒီနေရာကကျွန်တော်တို့ရေးကြည့်ပါတယ်ဆိုတော့ Manchester ကိုနည်းနည်းသင်ကားပါဗျာလီဘာပူးနဲ့ထိတ်တိုက်တွေ့ခဲ့တဲ့၄ပွဲကိုကျွန်တော်ကြည့်ကြရလို့ချင်းအသင်ကတပွေးမှအနိုင်မရရှိသသလိုနှစ်ပွေးရှုံးပြီးတော့အင်ကွေးပဲကျွန်တော်သုံးခုပေးထားတာနှစ်ပွေးတည်းဆိုရင်ရာလက်ကိုကျွန်တော်ထွက်ပေါ်နေလို့ အတင်းအတွက်ကဝေးကွင်းပွေးစဉ်ဒီကွေးကကျွန်တော်ခက်ခဲမှုတွေအများကြီးနဲ့ရေဆိုင်ဖို့ရှိနေတယ်။တို့တင်ပြီးတော့မြင်နေရရင်တော့ဒီလိုမျိုးအနေအထားတကူကိုဆိုတော့အတင်းအနေနဲ့ပေါ့ဗျာအိမ်ကွင်းအဝေးကွင်းဆိုရင်ခုနှစ်ပွေးကစားတာပါတယ်။အိမ်ကွင်းကျွန်တော်လေးပွေးမှဆိုရင်လည်းသုံးပွေးနိုင်တယ်။တရေပွေးကျွန်တော်မရှိပါဘူး။တပွေးရှုံပွေးတော့တိုက်စစ်ကခုနှစ်ကိုရထားတယ်။ခင်စစ်ကလေးကိုကျွန်တော်တို့ပေးထားရတယ်။အိမ်ကွင်းရမယ်ကကိုမဲ့ပေါ့ဗျာအဝေးကွင်းကျွန်တော်သုံးပွင့်မှာဆိုရင်လည်းနိုင်ပွင့်မရှိသေးပါဘူးတပွေးတည်ရင်နဲ့နှစ်ပွေးရှုံတော့ပြီးတော့ ိုက်စစ်က ကျွန်တော်တို့9သာရထားပါတယ်ခန်စစ်က9ကိုကြီးကျွန်တော်တို့ယူနေတဲ့အသင်းကပေးထားရတယ်ဝေခွင့်ရမယ့်ကတမဲပေါ့ဗျာတပွေးသေးကြားရတယ်ဆိုတော့အာစူဇူမွန်တိုက်စစ်ဘက်ကိုကြားလို့ချင်း9ကိုရပြီးတော့ခန်စစ်က16ကိုကြီးကျွန်တော်ပေးထားရတယ်နောက်ဆုံး9ပွဲမှာဆိုရင်လည်း3ပွဲနိုင်ပြီးတော့2ပွဲအထိကျွန်တော်ရှုံးထားပါတယ်ရှုံးခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်လည်းလုံးဝစုပ်ပြတ်တဲ့ပြီးတော့အချင်းနေဆိုးတွေနဲ့ကျွန်တော်ပိုင်ဆိုင်ခဲ့သလိုနိုင်ပွဲရခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်လည်းကမောက်ကချန်နဲ့ကျွန်တော်နိုင်ခဲ့တာဒါအပူပလင်းလေးပြောတာ ကိုအစ်တင်နေတဲ့ဆန်းနေနေပွေးစဉ်တပွေးကလေးလို့ကျန်တဲ့ပွေးတွေက အတင်းအတွက်ဆဲဆောင်ရင်ကောင်းတယ်ရောရလက်တယ်ရောအင်မတန်ဆူပေါ်ခဲ့တဲ့ပွဲစီတွေကျွန်တော်ဖြစ်တယ်ကျွန်တော်အတင်းနေနဲ့ပေါ့ဗျလီဗာပူးနဲ့ကစားပြီးပြီဆိုရင်အောက်တိုဘာ25ရက်စနေနေ့မှာဆိုရင်ကိုရီးအိုထရက်ပေါ်မှာဘရိုက်တန်ကို17နာရီကစားဖို့ရှိပါတယ်နိုဘာ10ရက်စနေနေ့ကျွန်တော်ဒီနော်တယ်ဖောရကိုပေါ့ဗျသူတို့ရဲ့အင်ကွင်းမှာဝေးကွင်းကျွန်တော်9နာရီခွေကစားဖို့ရှိနေပါတယ်နိုဘာ6ရက်စနေနေ့စပိုင်းအင်ကွင်းမှာပေါ့ဗျယူနိုက်တက်အသင်းက9နာရီကစားမယ်ဆိုတော့လာမယ့်ပွဲစီတွေကလည်းမန်ချက်စတာကိုနည်းနည်းအသင်းတက်ကိုလုံးဝခက်ခဲမှုနေနဲ့စောင့်ကြိုနေတဲ့ အနေထားတွေပွေးစဉ်တွေကျွန်တော်တို့မှာရှိနေပါတယ်နောက်တစ်ချက်ကိုရီအသင်းအနေနဲ့ပေါ့ဗျာအခုဆိုရင်အဲနောက်တဲဆန်တယ်ပဲမှာဆိုရင်လည်းပဲလီဆန်တို့မာတီနက်တို့ကပါဝင်နိုင်ဖို့ကျွန်တော်တို့မသေးရသေးဘူးပါဝင်လာခင်းရင်တော့လူစည်းရင်းမှာပဲကျွန်တော်တို့မြင်တွေ့ရမှာဒီကစားသမားတွေကိုမီနီ90လောက်မှာတုံးပြမလားဒါပေမဲ့လို့ Emery အနေနဲ့ပေါ့ဗျာဘာဘူးနဲ့ပွေးစီမှာဒီကစားသမားဖြစ်သူတွေကိုမီနီအစိပ်ပိုင်းတစ်ခုလောက်ကြီးထည့်သွင်းမလားဆိုတာစောင့်ကြည့်ရမှာပေါ့စရစာသမားတွေဒါကမက်ရှယ်စာကိုနေတဲ့အစ်တင်နေနဲ့ပြီးကလေးပွေးစီနေရာကိုပေးကိုနိုင်ပွေးရှုံပွေးတွေပေါ့ဗျာ အစင်စရာတဲ့အနေနဲ့ကျွန်တော်ဒီဖော်ပြခဲ့တဲ့ပုံစံတွေပေါ့မက်ဆေ့ချ်အောင်နေတဲ့သင်္ကန်းမပြပြီးခဲ့တဲ့ဆင်းနယ်လေးကိုကိုရဲ့အုတ်ထွက်ပေါ်မှာနိုင်ခဲ့တဲ့ပွေးစစ်တကူမှဆိုရင်အသုံးပြခဲ့တဲ့လူစင်းကိုကျွန်တော်တို့ကြည့်ကြည့်ရလို့ချင်းကိုသမားနေမှာမထင်မထားပဲဒီရတီအပြောင်းဖြစ်နောက်ဆုံးပိတ်အိမ်နဲ့တွေခေါ်ခဲ့တဲ့ကိုသမားဆန်နေလည်းမဲ့ တကယ်ကို performance တွေပြခဲ့တဲ့လီယာတီကျွန်တို့ပထမအဆုံးဂလင်းချင်းရခဲ့တဲ့ပွဲစဉ်တစ်ခုဖြစ်တာပေါ့ဗျာနောက်တစ်ဆက်တယ်ပဲသူယောင်းကိုကြည့်ရလို့ချင်းလူချော့ရဲ့ဒီလီနဲ့လီနီယူပေါ့ဗျာနောက် queen ဘက်ကိုကြည့်ရလို့ချင်းလည်းဘေဘက်ချက်မှာဆိုရင်ဒီကိုဒါလို့ရဲ့ bruno fernandez နဲ့ casemiro ပြီးလို့ချင်း amedia လို့နောက်ပဲတဲမှာဆိုရင်လည်းပဲကျွန်တော် mason mount နဲ့ brian mmo ကိုအသုံးပြုခဲ့ပြီးတော့အထောင်မှာဆိုရင် benjamin sosuko ဒီကစားသမားအနေနဲ့တိုက်စစ်ပိုင်းကပွေထွက်လာပြီးတော့နှစ်ကိုကျွန်တော်ရထားပါပြီဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းပဲ အဲ့ဒီကိုသမားတွေကစားသမားတွေအထမ်းမှာဆိုရင်လည်းပဲကျွန်တော်တို့မြင်ရှင်တဲ့ကစားသမားတွေပါဝင်မလားဆိုတာကြည့်ရမှာပေါ့ဗျာဆိုတော့ပွေးထွက်လူစင်းအနေထားကိုကြည့်ရလို့ချင်းပေါ့ဗျာပွေးထွက်မှာဆိုရင်ခုနပြောသလိုပါပဲ PK ရဲ့ channel ကအသုံးပြုခဲ့တဲ့ကိုသမား channel လည်းမယ်ဒီကိုသမားအနေနဲ့ Emre ယုံကြည်နိုင်လောက်တဲ့ lesson တွေကာကွယ်မှုတွေအများကြီးကျွန်တော်တို့ပြထားခဲ့တယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုစမှာပြောသလိုပါပဲ Liverpool နဲ့ပွေးစဉ်ဖြစ်တဲ့အတွက်အဝေးကွင်းပွေးစဉ်ဖြစ်တဲ့နောက်တစ်ချက် ျွန်တော်သိမှာကပေါ့ဗျာနေပြတိုင်းကတော့အတွေ့အကြုံရှိတဲ့ကစားသမားတွေကိုသမားတွေကိုမဟာပြိုင်ဖက်အသင်းတွေနဲ့တွေ့ပြီဆိုရင်အသုံးပြုလေးရှိတယ်အာဒီနေရာမှာပေါ့ဗျာကျွန်တော်ဒီဆန်နီလဲမဲကိုခောက်ထားမလားသူတွေမဟုတ်ချီပရင်တာကိုခောက်ထားမလားအဲကျွန်တော် facility အောင်မြင်ပြောလို့ချင်းပေါ့ဗျာဒီနေ့ပွဲစီမှာဆိုရင်ဆန်နီလဲမန်ကိုတေချာပေါက်ထည့်သွင်းဖို့မြင်ရှင်တယ်ဒါကကိုတင်ဖြစ်တဲ့အနေအထားတစ်ခုပေါ့ဆိုတော့ ုသမနေရာမှာဆင်နေလဲမပေါ့ဗျာနောက်တဲ့ဆင်တဲ့ပဲသုံးရောက်ကပေါ့ဗျာပြီးကလေးပွေးစီလုံကတိုင်းပါပဲဒီ short ရဲ့ကျွန်တော်တို့ဒီ link နဲ့ link ညူဒီ player သုံးရောက်ကလက်တလောနေတာတကူမှဆိုရင်တပြင်းညီတော်နေတယ်လို့ကျွန်တော်တို့ဆိုလို့ရတယ်ဒါပေမဲ့အဲ့ဒီဘေဖက်အချက်ကလူလျှောရဆိုရင်တပွေးတင်ညီတဲ့တပွေးမတင်ညီဘူးဒီလိုမျိုးဖြစ်နေတဲ့အတွက်စိတ်ချရရဲ့အထင်မှတော့မပါဘူးကြံတဲ့ဒီလစ်တို့လင်နီယူတို့ဆိုရင်အကောင်ဆုံးပိုင်ဆိုင်နေတဲ့ခြေစင်းတွေကိုသူတို့ရထားတာပေါ့ဗျာဆိုတော့ဒါကနောက်တဲနဲ့ဂိုသမားပေါ့ဗျာ ကွင်းလင်းဘက်ကိုကြည့်ရလို့ချင်းပါဗျာကွင်းလင်းလည်းပဲအချက်မှဆိုရင်ပထရိတ်တူကို PK နဲ့စနေနဲ့လည်းပွေးစီမှာဆိုရင်အဲ့ဒီနေရာမှာဒီကိုဒါလို့ကိုအုံပြုခဲ့တဲ့ဒါပေမဲ့ကျွန်တော်ဒီနေ့ပွေးစီက Emory တွေရောအတင်းတွေရောနိုင်ပွေးရရှိမှုတွေတကေးကိုအခြေကြီးတဲ့ပွေးစီတွေကိုဖြစ်တဲ့အတွက်ဒီနေ့တပွေးလုံးမှာဒီကိုဒါလို့ကိုအရင်နေရာမှာပဲထားစေချင်တယ်ဆိုတော့ပထရိတ်တူကိုရဲ့ Bruno Fernandes ကက်စမီရိုညာဘက်အချင်းမှဆိုရင်ပေါ့ဗျာမာဇာရာဝီတို့ကျွန်တော်ထေကောင်းထေလာနိုင်တယ်ဒါပေမဲ့လို့ ဒီကိုဒါလောက်ကိုခောက်ထားပြီဆိုကြတဲ့ကနေအဲ့ဒီအချမ်းမှာဆိုရင်ကျွန်တော်တို့တိုက်စစ်ပိုင်းကိုဖန်တီးမှုတယ်ပြီးလို့ချင်းတကိုရေဆွဲဆောင်မှုတွေနဲ့ပေါ့ဗျာထိုးပေါမှုကောင်းတဲ့အမေကန်စုပြုလုပ်နိုင်တဲ့အာမေဒီယာလို့ကျွန်တော်မြင်တွေ့စေချင်တယ်အမ်မိုနီကထိလာနိုင်ပါမလားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှဒီအာမေဒီယာလို့အနေနဲ့အာဘရိုင်းအဘူမူနဲ့တွေ့ကြတဲ့နေတာတခုမှနင်းနေလေးအားနေမှုတွေကျွန်တော်တွေ့နေရတယ်ဒါကလည်းပဲပွေးစီနိုင်လို့လို့ကျွန်တော်တို့တော့မဟုတ်ဘူးပြီးကြတဲ့ဆန်နယ်လေးပွေးစီမှာဒီကစားသမားနှစ်ယောက်ရေးစွမ်းဆောင်ရတဲ့ ပြီးလို့ချင်းအတွင်းညင်ကစားခဲ့တဲ့အနေထားတွေကျွန်တော်တို့မြင်တွေ့ခဲ့ရတာပဲဆိုတော့ထားလိုက်တော့ကျွန်တော်တို့ Queen လေးယောက်က Patrick Duco ရဲ့ပြီးလို့ချင်း Bruno Fernandes, Casemiro, Amedia လို့ Nebete နဲ့ယောက်ကကျွန်တော်စဉ်းစားစရာတော့ရှိပါတယ်ပြီးခဲ့တဲ့ပွဲစီမှာဆိုရင်ပေါ့ဗျာ Nebete တို့မှာ Mason Mount ကိုအသုံးပြုခဲ့တယ်ဒီနေ့ပွဲစီမှာကတော့ Mason Mount ကိုမဖြစ်မနေခေါက်ထားဖို့လိုတယ်သူ့အနေနဲ့ Phantom ဘလောက်ပဲရှိကြီး Phantom ဘလောက်ပဲကောင်းကောင်း physically ဘိုင်းမှာဆိုရင်လိုရချက်တွေကျွန်တော်ရှိနေသေးတယ်အဲ့ဒီနေရာမှာ မတည့်ရကိုညင်အရိယာဒီမှာခေါ်ထားခဲ့ပြီးတော့အခုတည်းကိုရဖို့တဲ့သူစီကနေအင်မတန်အားနည်းမှုရှိတယ်ဒါပေမဲ့လို့ကျွန်တော်ခုနပြောသလိုပါပဲ physically ဘိုင်းမှာဆိုရင်မေဆန်မောက်တဲ့တာတဲ့တူချင်းကြော်ဖြတ်တဲ့နေရာမှာလည်းပဲအကောင်းဆုံးပိုင်ဆိုင်တဲ့ကစားသမားဖြစ်တဲ့အတွက်မတည့်ရကိုညာရဲ့ Brian Mbumo Mbumo ဆိုတာကလည်းပေါ့ဗျာမတည့်ရကိုညာနဲ့မထူးကြပါဘူးတူချင်းကြော်ဖြတ်တဲ့နေရာမှာပြီးလို့ချင်းအတိုးလုပ်တွေနဲ့အရိယာပေါက်သေးကိုတိုးဝင်ပြီးတော့ကျွန်တော်ဖန်တီးမှုပေးမလားကိုကိုတကယ်သိမလား ီလီမျိုးအပိုင်းတွေမှာဆိုရင်တတော်ကိုကောင်းတဲ့အတွက်နံပါတ်10နဲ့ရောက်တဲ့နေရောက်ပေါ့အာထောက်မှာတော့ပြောစရာမလိုပါဘူးပြီးကလေးပွေးစီမှာ5ရရှိခဲ့တဲ့ဗဂျမိုဆက်စကိုဒီရတီမှာကျွန်တော်တို့ပြောင်းလဲမှုအနေနဲ့6နေရာလောက်ထိလောက်ခဲ့တဲ့အနေထားတစ်ခုမှာအကောင်းဆုံးကစားသမားတွေပြီလို့ကျွန်တော်ကတော့ပြောချင်တယ်ဒီ6ရောက်ကိုဆန်နီလဲမဲတကယ့်ကိုကျွန်တော်အနာကဲမှာလက်ရှိအချိန်မှာလည်းကောင်းပါတဲ့ဆန်နီလဲမဲကပြီးလို့ရှိရင်ကျွန်တော်တို့နံပါတ်10မတိရကိုညာပရရင်အမ်မိုအထောက်မှာဗဂျမိုဆက်စကို ဒီလေးရမှာဆိုရင်ပေါ့ဗျာသူ့နေရာနဲ့သူအကောင်းဆုံးရှိနေတဲ့ပလေယာကောင်းတွေဖြစ်တဲ့အတွက်မန်ချက်စတာအောင်နဲ့အတင်းအတွက်တော့ပေါ့ဗျာဒီကစားသမားတွေစီကနေကိုရရှိမှုနဲ့နိုင်ပွေးဆာလောင်မှုနဲ့နောက်တစ်ချက်ဒီပွေးကကျွန်တော်တို့ယူနေတဲ့အတင်းအတွက်ကိုအင်မတန်ရည်ကြီးတဲ့ပွေးစီတွေဖြစ်ပါတယ်။ဒါကြောင့်လို့ဆိုရင်အခုလက်ရှိမှာဆိုရင်ကျွန်တော်တင်ကအစစ်တစေကိုရောက်ရှိနေတဲ့ရာမဲစင်မဲနဲ့ပေါ့ဗျာတကယ်လို့9ကီလိုရှိတော့တခြားအသစ်တွေနဲ့ကျွန်တော်အမေတေအဲ့လောက်ကွာမှုမရှိဘဲနဲ့အစစ်တစ်ခုတည်းကျွန်တော်တက်လဲမှုရှိနေတယ်။ဒါကြောင့် ဒီနေ့သင်ကြမှာပေါ့ဗျာနေပြနှစ်ယောက်ရဲ့အားပြိုင်မှုနေပြနှစ်ယောက်ရဲ့နေစည်းနေပိုင်ပြပါတယ်ကစားသမားလူစားလေးမှုတဲ့အပြောင်းလဲအနေနဲ့အသွင်ပြလာမယ့်အနေထားတဲ့လီဗာပူးအနေနဲ့ကလည်းဒီနေ့ပွဲစဉ်ကိုချုံလို့မရသလိုမန်ချက်စတာအနေနဲ့အသင့်အနေနဲ့ကလည်းလီဗာပူးရဲ့အန်ဖီဂွေမှာအနိုင်ရလဲတစ်ခုကိုဖော်ဆောင်ဖို့အင်ပတန်လိုအပ်တယ်လီဗာပူးချုံခဲ့မယ်ဆိုရင်၄ခွေးဆက်သူတို့ချုံမယ်မန်ချက်စတာအနေနဲ့အသင့်အနေနဲ့ချုံမယ်ဆိုရင်နောက်ထပ်အဆင့်နေကြုံတော့အောက်ကိုရောက်တော့ဖို့ရှိနေတဲ့အတွက်မဖြစ်မနေနိုင်ခွေးရရှိဖို့အနေထားတစ်ခုလိုအပ်တဲ့အတွက် ဒီနေ့တင်ကြမှာကျွန်တော်တို့ဘလို့ပုံစံနဲ့တော့မလို့ဆိုတာတကယ့်ကိုစိတ်ဝင်စားစရာကောင်းပဲဖွေးစီတခုလို့ကျွန်တော်တို့ယူဆလို့ရတယ်ပေါ့ဗျာဆရာစာသမားတွေဒါကမက်ရှယ်ဆောင်နဲ့တဲ့အတင်းနေနေပေါ့ဗျာလာမစ်စူပါဆန်နဲ့16ရက်တနင်္ဂနွေနေ့ည7:00နာရီမှာဆိုရင် MV ပေါ့ဗျာလီဗာပူးရဲ့အင်ကွင်းမှာမြန်မာလေးပွေးစီချစ်ကိုတော်ရောက်ကစားမယ်ပွေးစီနဲ့ပဲတပြည့်ကျွန်တော်တို့ပွေးကြွသူတွေဆွေးနွေးတော့ကြရဖြစ်ပါတယ် အဒီနေရာမှာပေါ့ဗျာဒီအမ်မရယ်ကပွေထုတ်လို့စီးအနေထားတဲ့ဒီစစ်တပိုက်ဗျူရတဲ့လီဗာပူးကိုချင်ကစားမဲ့ပုံစံတွေကပြောင်းလဲမှုတွေကျွန်တော်ချီကောင်းရှိလာနိုင်တဲ့ကိုသွန်းမနေရာမှာဆိုရင်လည်းဆန်နီလဲမဲ့ကိုခောက်ထားပြီးတော့ဘရင်ဒါကိုပွေထုတ်ဖို့ရှိနေတယ်လို့ကွင်းလင်ညာဘက်အချမ်းမှာအာမေဒီယာလိုတို့ကိုခောက်ထားမဲ့ မာဇရာဝီတို့ကိုအသုံးပြုမယ်။နေပတဲမှာဆိုရင်လည်းမတိရဲ့ကိုညာကိုဒုတိယပိုင်းမှာပွေထောပြီးတော့ပထမပိုင်းမှာမေဆန်မောင်းတို့ကိုအသုံးပြုပြီးတော့ဒီလိုမျိုးပွေထောကောင်းပွေထောလာနိုင်တယ်။ဒါပေမဲ့ပရိသတ်တွေမြင်ချင်တဲ့ကစားသမားတွေကိုအမွေကအသုံးပြုလောက်ဖို့ဆိုတာကလည်းဖြစ်ကောင်းလေးဖြစ်နိုင်တယ်လို့အသုံးပြုရှိမှလည်းအသုံးပြုမှာစောင့်ကြည့်ရမှာပေါ့ဗျာအမ်မရန်လီဘာဝေးအင်ကွေးမှာလောက်ထိအလုံးလုံးနေသေးရှိမလဲကစားသမားတွေကလည်းနိုင်ကွေးဘလောက်ထိဆောင်းလောင်နေဘူးရှိမလဲဆိုတော့အဲ့ဒီပွဲစဉ်ကိုကျွန်တော်အတူတူကြီးခုံစိတ်လုံးချစွာနဲ့ စောင့်မျှော်နေရမှာပေါ့ဗျာဆိုတော့ဆရာသမားတို့ရဲ့ညီကိုတို့ရဲ့အမြင်လေးတွေကိုဆွေးနွေးပေးကြကြပါဦးကျွန်တော်ရဲ့ comment လေးမှာအဲ့ဒီပွေးစဉ်ပြီးလို့ချင်းနေပွေးပြီးတုံးတဲ့ချက်ကိုကျွန်တော်တို့ status လို့တင်ပေးဖို့ရှိတဲ့အတွက်စောင့်မျှော်ကြည့်ကြည့်ပေးပါဦးလို့ကျွန်တော်ပြောကြရင်လည်းဗီဒီယိုလေးကိုကျွန်တော်ဆုံးသက်လိုက်ပါတယ်နောက်ထပ်လည်း message ဆောင်နေတဲ့ပတ်သက်တဲ့သတင်းတွေရထားလို့ချင်းလေးစူးစမ်းပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုအပြည့်ဝရင်ကြပါဦး Lion Square လေးတွေမလို့အသိနေ Lion Square လေးနဲ့ Nudie PG account လေးကိုလုတ်ထားပေးပါဦးလို့ပြောကြရင်လည်းအားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါ